လုံးဝမင်္ဂလာပါဒီနေ့ကအမေလူတို့တော်မာရဲ့အာနှစ်ပွဲစည်းတဲ့နဲ့ကျွန်တော်တို့အညာကိုပဲထပ်ပြီးဖတ်ပြချင်ပါတယ်နေ့လေးသူတာလေးပြောက်သွားတယ်ဆိုတချို့အလောက်ကလေးတွေတော့ဘလို့မလာလို့မရလို့ပြောက်သွားတာဖြစ်ပါတယ်ဘောနာသူတော့ကြိုးစားပါတယ်ဒါမဲ့မမီနိုင်ပေါ့နော်တကယ်လို့ဘုရားရဲ့ request လေးလောက်စင်တာတခုရှိရဲအဲ့ဒါပါလဲဆိုတော့ အဲ့ဒါ၅ရက်လောက်ပေါ့နော်၅ရက်လောက်ဘာမှမတင်မဲ့တမင်နေမယ်ပေါ့နော်အဲ့လိုမျိုးနေမယ်ဆိုတော့ကြောက်ရမယ်အဲ့လိုမျိုး၅ရက်လောက်တမင်ဘာမှမတင်မဲ့နေရဲ့အချိန်လေးမှာအဟောင်းနေကိုပြန်ထိပေးမယ်ဆိုရင်အာသူဘာမှမတင်တာတောင်မှပေါ့နော်ဟိုသူ့ကိုပြေးရသူရှိပါသလားဆိုတော့အဲ့လိုမျိုးဆိုမြန်ကြောက်ရလေးမြန်နေနေပူရမလားပေါ့နော်အဲ့လိုအဲ့လိုသိမိတော့ပါအဲ့ဒါဆိုလို့ရှိရင် သူထားအဲ့လိုမျိုးလေးပေါ့နော် ပေးကြပါအောင်လို့အဲ့ဒါလေး request လုပ်ချင်ပါတယ်လုံရင်ကောင်းလာပါတော့ဟင်းအဲ့ဒီလည်းလုပ်ချင်လို့ပါသာသူရကတကယ်လို့ပေါ့နော်အဲ့လိုဘာမှအဲမတင်ပြဘူးဆိုတဲ့နေ့မှာသူတော်ကိုဒီကိုပါတီကိုအတူတည်းနည်းနည်းတူတူလေးတွေပဲဖြစ်ဖြစ်ပေါ့နော်လှန်လောပြီးတော့အဲ့လိုလေးပြေးစေချင်ပါတယ်အဲ့ဒါလေး request လုပ်ထားချင်ပါတယ် ဒါစမယ်ဆိုလို့ရှင်သူဒါအိုင်မင်တာပေါ့နော်စဖို့စတော့မယ်ဆိုရင်သူဒါပြောပါမယ်အခုလောလောဆယ်တော့မစသေးပါဘူးပေါ့နော်အဲ့လိုလေးလောက်ရင်ကောင်းလားလို့တွေးမိပါတယ်ဒီနေ့ကတော့အမေလူလူတော်မာရဲ့ဒါတော့စတဲ့ဘွဲစီတဲ့နဲ့ကျမတို့ညာဖက်နေတာပေါ့နော်အဲဒီတခါတော့အမေကဘာဘူးကြီးဘဘူးကြီးအကြောင်းလဲပြောပြသားပြီးနောက်ဖက်နဲ့ဒီအရင်တစ်ပတ်ကဆို ပြောနေရင်လည်းတောင်ဖနက်ဖနက်တည်းပေါက်ပြီးရောဝေခြင်းစိတ်တွေပေါက်သွားတယ်ဘာလို့လဲမမိုးရတော့မဝင်နိုင်ပါဘူးအဲ့လိုမျိုးကြီးဖြစ်ပါတယ်အခုဒီနေ့ကတော့မိမာကသူထတော်ကိုစီကိုခေါ်သားပါတယ်ကျမတို့ ਨੇ ယင်းနိခင်မင်းနဲ့လူငယ်တယောက်ကကျမတို့အိမ်ပေးမှာကိုရဆိုင်လေးဖွင့်ပြရစီလို့ခွင့်တောင်းတယ်သူ့အဖေအမေများကအရင်ကကိုရတဲ့တွေပါသူတို့ကိုမိဘဘိုးဘကဘိုးဘကနေစားပြီးတီးခဲ့တော့မလို့ အာသူတို့စာဝင်နေရေးပြေလဲပါစေတော့ဆိုပြီးတော့မှခွင့်ပြုလိုက်ပါတယ်။အဲသူကွန်ရဆန်လေးကိုလည်းတန်ရောစင်နဲ့စောင့်ကြည့်နေတာ15ရက်လောက်ကြာတော့လည်းဒီအတိုင်းတလနေတော့လည်းဒီအတိုင်းဘာမှလည်းတိုးတက်လာမှုမပြင်းရဘူး။သူခုံကလေးပေါ်မှာကွန်ရထုံးအိုးရှားအိုးကွန်ဒီစေးစားတဲ့ခွက်ကလေးတွေပဲရှိတယ်။တကားတလေစိတ်ကလေးကလေးတွေ secret လေးတွေလည်းမြင်ရရဲ့။ဒီပြန်ဆိုဘာဆိုဘာမှမရှိဘူး။သူဒီကွန်မဲ့အဓိကဒါရောက်နေတာပဲ။ ကျမတို့ငငယ်တုန်းကတော့ကိုယ်ရဆိုင်ကမြန်မာဆိုင်ရလို့မရှိပါဘူးအိန္ဒိယသားတွေပဲရောက်လာပါကိုယ်ရဆိုင်ကအိန္ဒိယသားတွေလှုပ်ရှားတဲ့စီးပွားရေးလုပ်ငန်းနောက်အဒီအဒီကြောင်းကြီးဖြစ်ပြီးရနောက်မှာမြန်မာကိုယ်ရဆိုင်တွေပါအိတ်ကြမှာပေါ်လာတဲ့ဒါတောင်မှပဲဒီသူတို့ရဲ့ကိုယ်ရဆိုင်တွေလို့မြန်မာဆိုင်တွေကတင့်တယ်မြိုင်ဆိုင်တာတိတ်မရှိဘူးသူတို့ကိုယ်ရဆိုင်တွေကတော့လမ်းပေါ်မှာဆယ်ပေပတ်တဲ့လောက်ရှိတဲ့အမိုးနဲ့အကားနဲ့ နှစ်ထပ်ဆိုင်ကလေးတွေနှစ်ထပ်ဆိုရတဲ့အောက်ထပ်ကငုပ်ဝင်ရတာအဲ့ဒီထဲပစ္စည်းပစ္စယလေးတွေထားတာပေါ့နော်ဆိုင်ရှင်ကဒီဆိုင်ကလေးတဲ့အပေါ်ထပ်မှာပဲညဆိုင်သိန်းတော့အိတ်ကြတယ်ဆိုင်မာတီးကရောက်လာတာကကွန်ရကျေးပြားရိုက်ထားတဲ့တပတ်ချောခုံကလေးတွေမှာကွန်ရကလေးတွေကိုအညာဖြတ်ပြီးစီးတင်ထားတယ်ကွန်မချအောင်လို့ရှန်နီစာလေးရေစုပ်အုပ်ထားတယ်ဒီကွန်တင်ကုံကလေးရဲ့နောက်မှာဂျီဟိုကလေးနှလုံးနဲ့ထုံရှားစီထည့်ပြီးတုပ်ပေးတဲ့ဒုတ်ကလေးတွေအားစိုက်လို့ အဲ့ဒီဘေးမှာကကွန်တီစမုံစပနွယ်ကျိုးအုံဒီလင်းညင်ဖာလာစေစတာတွေထဲတဲ့တစ်တာတွေပေါ့လေကွန်ရပြင်းဒီလိုဆိုင်ကလေးတွေကဆိုင်တာရဲ့ဘေးနဲ့နောက်ကျောမှာအဆင်ကလေးတွေနဲ့ရောင်မတင်ထားလိုက်တာတွေကလည်းစုံနေတာပဲစေးဘောလေးတစ်စိမ်မျိုးစုံစေးပြင်းလေးတစ်စိမ်မျိုးစုံ secret တစ်စိမ်မျိုးစုံမိချစ်အဲခေါင်းကိုက်ပြောင်းစေးပြုတ်စေးဗလာရှင်ဂျင်းနံဝန်းနှုတ်စေးရက်စစီးစေးစတဲ့အိမ်နှုတ်စေးလေးလက်စုံနေအောင်ရှိတယ် တကြားလုံးတော်ပြီးချောကလက်ရှာပါဝဲအုံမန်ကူစတဲ့ကလေးချိုင်မုံကလေးတွေကလည်းစုံလို့ပြီးကြံကပြောကန်ကြီးနဲ့တီမွေကပြောကန်ကြီးကလည်းချိန်ထားသေးတာဒီလိုက်ရေမလေးနောက်ရှိတဲ့ကွန်ရဆိုင်သားဆိုတဲ့တရေတော့ကုံလုံးကငယ်စားလေးပါအကြည်လုံးနဲ့အဲ့ချင်းသေးကွေမိကြည့်ချောက်ဆိုတာလေးလည်းဝယ်လို့ရတယ်ကျမတို့အိမ်နဲ့မျက်နှာချင်းဆိုင်82လမ်း30လမ်းထောင်မှာအဲ့တလူကွန်ရဆိုင်လေးတစ်ဆိုင်ရှိတယ်ဆိုင်ရှင်ကအသက်20ဝန်းကျင်လောက်ဦးမယ်ရှိဦးမယ်အိန္ဒိယသားလေး သူ့ကိုအားလုံးကချွတ်ကရာလို့ပဲခေါ်တယ်အတိတ်ပဲအကောင်လေးပေါ့ကျမအသက်က၁၂နှစ်လောက်ရှိနေပြီကျမအားရင်အဲ့ချွတ်ကရာဆိုင်သွားပြီးမုတ်မျိုးစုံကိုဝယ်ချမ်းစားတော့ကိုရလီပါရီလည်းတောင်းစားနေကြချွတ်ကရာကလည်းသဘောကောင်းနေနောက်တော့သူထမင်းချက်နေရင်သူရေချိုးနေရင်ကျမကသူ့ဆိုင်ဝင်ရောက်ပေးနေတာပဲကိုရတော့ဝင်မရပါဘူးအဲ့ဒီတော့ကကိုရကတပြားဖို့ဆိုနေရရတယ်ကလကတာပန်လို့ခေါ်တဲ့အိန္ဒိယကလာတဲ့ကွန်ရွက်နဲ့ရရင်တရားတရား ဲ့ဒီကုန်းကမဆက်ဖူးချိုးတယ်။ကုန်းရက်ကအဲကုန်းရက်ကဒီအိန္ဒိယကတော့တည်ခဲ့တာဆိုတော့ရက်ဒီကကြာပြီဆိုတော့တိတ်တော့မဆန်းမစိမ့်မှုပေါ့နော်။အစိမ့်ထဲမှာဝါရောင်လေးတွေတန့်လို့ဘင်္ဂလားကုန်းရက်နဲ့ရာပြီးတော့ဘင်္ဂလားကုန်းရက်ပေါ့။အဲကုန်းရက်ကိုစားတဲ့သူတွေကနှမျိုးနဲ့စားရှိရဲ့အပျော်စားတာကအချို့ကုန်းဆွဲလို့စားတာကကြာစီးပါတဲ့အခါအချို့မှာထုံးတဲ့ရှားပြင်ကုန်းဒီဆံမုံစပါနွယ်ကျူပါလာလင်းရင်အုပ်ဒီစိတ်ပြင် မဲတိတ်ချိုတာကြရင်ဖယုံယူတော်ထည့်ပေးသေးတယ်။ဘမ်မဆလာလို့ခေါ်တဲ့အိန္ဒိယကလာတဲ့ကုန်းငွေစေးမုတ်ကလေးဖြုတ်ပေးလိုက်သေးတာ။စေးနဲ့စားတဲ့လူတွေကတော့ကြိုက်တဲ့ပစ္စည်းနဲ့စေးပဲ။တို့အနေနဲ့စေးနဲ့စားတဲ့သူကလူများစုမဟုတ်ဘူး။ကုန်းရဆိုင်မှာချိုစားပြောစားကလူများစုဘာလို့လဲဆိုတော့ကုန်းသီးနဲ့စေးလောက်ပဲပါတယ်ကုန်းရမျိုးကတော့ကုန်းအင်အားကုန်းအတေရှိလေတော့အိန္ဒိယစားလို့ရတာပဲ။ကုန်းရဆိုင်ကအချို့ကအစားဆုံးနဲ့ဟုတ်လားဒီတော့ပြောစားသမားကဆိုင်ကဝယ်စားတာ။ ကျမတို့အိမ်သားကချုပ်ကရကွန်ရဆိုင်ဆိုအကြီးပင်ကြီးအောင်မနေရာကလည်းကောင်းပစ္စည်းကလည်းစုံရောက်ကောင်းတဲ့ကွန်ရဆိုင်ကြီးဒီဇိုင်းမဲတို့တွေတဲ့တနေ့ကိုကွန်တပိတ်တောင်မကုန်ပါဘူးဝယ်စားတဲ့သူတွေကစေးပါတယ်ကွန်ရကိုဂါလီဝါလာလို့ခေါ်တယ်မြေရတာပေါင်းသမားတွေအလောက်ကျန်းသမားတွေလို့ကွန်အင်မရှိတဲ့သူတွေကဝယ်စားတာအချို့ကတော့မြန်မာတဲကလူရွယ်လူလတ်တွေလူငယ်တွေတကာဒီယန်ကွန်သွင်းတဲ့နှကန်းနေခြင်းနဲ့အမျိုးသမီးတွေစားတာတွေဝယ်စားတယ်ပေါ့အခုကျမအိမ်လေးကမောင်တင်တောင်ဆိုင်ကလေးကြည့် ရဲသူတို့မဲ့အပြိုလူမျိုးမောင်နှမလေးယောက်တောင်ရှိတာဒီဇိုင်းကလေးက6ပြီး6ချောင်းနဲ့ဗာစားလောက်မှာတော့အောက်မိတနေ့တော့သူဆိုင်ကိန်းချိန်မဲ့သူတို့ကိုယ့်ရလုပ်ငန်းမေ့ကြည့်မိတယ်အဲ့ရောမှဒီခေတ်ကလူတွေကိုယ့်ကိုကြောက်ကမန်းလိလိစားနေကြတာကိုယ်ကျမ်းမာကြီးကိုထိခိုက်နိုင်လောက်တဲ့အထီးကိုတချို့ကစားနေပြီဆိုတာသိရတယ်ကိုရကအပေါ်ဆုံးမျိုးစားဆိုတကြက်ဖို့မန္တလေးမှာ၄၀၀၊၅၀၀၊ရန်ကုန်မှာကြ၃၀၀ရတဲ့ ိုးနေငယ်စားတဲ့သူကတနည်းကိုဧည့်သူဧည့်တယ်လို့အပေါ်စားပေါ့နော်25ချက်ပို့20ပို့25ချက်ပို့30ပို့အထိဝယ်စားကြတာလို့ဆိုလို့တချို့များဆိုမနေ့အိယာအနုရာနဲ့တပြိုင်တည်းမျက်နှာမတည်သေးဘဲနဲ့ကိုးတရားကောက်ဝါရတဲ့အထိကိုစွဲတဲ့တယ်ဟောတချို့များကြညကိုကိုးရလေးငုံအိတ်လိုက်တာမနေ့မိုးလင်းလို့နိုးအဲ့ဒီကိုးရပလုတ်ချင်းထုတ်လိုက်ပြီတရားဆက်စားတဲ့အဲ့ဒါနဲ့ကျမကအန်အွန်လို့မင်းတို့ကိုးရကိုဘလို့လူကြီးလောက်ကြီးဝယ်စားနေတာလဲပြီးတော့ ဝင်ဝင်ရှိတဲ့အလုံးနဲ့လူတွေပဲတဲ့။အဲကျွန်တော်ဆိုင်ဆိုတဲ့နေတိုင်းနဲ့20ဖို့25ချက်ဖို့လာဝယ်စားတဲ့သူတွေတဲ့။ဆက်ပြင်စရာတယောက်လည်းပါတဲ့၊ကားစရာတယောက်လည်းပါတဲ့။များသောအားဖြင့်တော့အလုပ်သမားတွေပဲတဲ့။ဒီအများဆုံးစံချိန်တင်တဲ့ဖောက်တွေကတော့တနေ့30ဖို့စားတယ်။တနေ့900 100 150လောက်အရာပေါင်းပေါ့နော်။100 150လောက်စားတယ်ဆိုတော့အဲ့ဒီ900တဲ့။ဘာထည့်ထားလဲမေးတော့သူပြောတာထုံရယ်ရှားရယ်ကိုင်းတည်းရယ်စီးရယ်ဒါပဲတဲ့။ဟုတ် အဲ့ဒီဈေးပါတဲ့ကုန်းကိုဝစားတဲ့လူကဆွဲတာတဲ့အချိုကုန်းရစားတဲ့လူကမဆွဲဘူးတဲ့အိုးလက်ဆက်တတော့ဈေးကိုဆိုတော့ဈေးကဘာဈေးတုံးမီတော့မြန်မာကုန်းရဈေးတဲ့တချို့ကုန်းရကြတော့ကုန်းတီစမုံစဘာအောင်မွေးခေါ်တဲ့အိန္ဒိယလာတဲ့ကုန်းမွေးဗလာရှင်အုံးပြီးဘယုံယူစားတယ်ပါဒါမဲ့အဲ့ဓာတွေကဝယ်သူမရှိသလောက်ပဲတဲ့ရောင်းရတာလည်းနေတယ်တဲ့အဲတကြက်၄00တဲ့တချို့စားနေက900ပြီးတော့900နဲ့900တော့အယောင်ဆုံးရောင်းရဆုံးပဲတဲ့ ဖန်နလီမြို့မှာတနေ့ကိုတဲ့ကွန်ရက်ပိတ်တဲ့ချိန်၁၀လရောက်ကုန်တဲ့ဆိုင်ကြီးတွေ၄ခါဆိုင်ရှိတယ်တဲ့အငယ်စားတွေကတော့အဲဘယ်နေရာရှိမယ်ကိုမသိဘူးတဲ့ဆိုင်ပန်းများနဲ့ချီပြီးရှိတာဘယ်နေရာရှိမယ်မသိဘူးဟိုကွန်ရာကရပလက်နဲ့ရတာเนาะဒီရခောက်ရေးချာရကရ100 200 300အဲ့ဒါကိုပြောတာအရာအတန်တူနေလို့အငယ်ဆုံးအငယ်ဆုံးဆိုတာဒီလိုကွန်ရာဆိုင်အငယ်စားလေးတွေတပိတ်တာတော့ကုန်တယ်ကွန်စားတာကလည်းတဲ့အလုပ်သမားကြီးတော့မဟုတ်ဘူးတဲ့ ျမတက်ကတူလည်းရောက်သွားတော့ဆရာကြီးဆရာမကြီးတွေကအကြောင်းသားတွေကုန်းစားတာနဲ့ပတ်သက်လို့ညညူတိုင်တန်းနဲ့တက်ကတူတွေကကိုညာဆိုင်ကတနေ့ကို1500ဘူးလောက်ရောင်းရတဲ့အကြောင်းတက်ကတူကိုပညာရေးဝန်ကြီးတို့လိုတဲ့လူကြီးတွေလောက်မဲဆိုတန်ရှိရေးတွေထွေထွေတူးတူးထုတ်ကြတဲ့အခါကျအကြောင်းသားတွေထွေးထားတဲ့ကုန်းတွေဆေးလို့ကိုမလိုက်အောင်ဖြစ်ရတဲ့အကြောင်းနဲ့အခုဆေးထားခဲ့ကုသားထွေးကုထန်ဆေးရဒီလိုဖြစ်ရတဲ့အကြောင်းပြောပြရတယ်ဘန်ဒလီမှာရတဲ့လက်ဖိရင်ဆိုင်တာအလင်းဆိုင်ဆိုတညာလုံးဆိုင်မဲ့ပိတ်တဲ့ မိုးလင်းရောက်နဲ့လင်းဆိုင်ရှိတာမဟုတ်ဘူးတဲ့ကိုရရောက်နဲ့အလင်းဆိုင်လည်းရှိတဲ့ကိုရဆိုင်ကြီးကလေကြီးလို့ရှိရင်အဲတယောက်တည်းရပြီးတော့မနိုင်လို့အရာသမား၂ယောက်ထားရတာတောင်ရှိတဲ့ဟောခဏဖြစ်ပြန်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ကျွန်မမသိတာတွေပုံကြီးပါကလားတနေ့ကိုကွန်း30ဘူဒီဝယ်စားတဲ့သူကကို့အိမ်မှာကိုကို့အိမ်မထားပဲဘယ်နဲ့ကြောင်မင်းတို့ကိုလှုပ်ကျွေးနေရတာလေတို့လူမျိုးများကို့အိမ်အိမ်ထားစားတဲ့အလေးလည်းရှိသားပဲတို့ဖိုးဖွားများမင်းများလက်ထက်ပဲ အိမ်မဲ့ကိုရင်မျက်ရှိတာပဲဒီကိုရင်တယ်မဲ့ထုံကိုသည်စီရှိတာပဲဒီလိုသာသာရရာစနေတော့ငွေကုန်ပတ်သက်တာပဲဘူးလားလို့မေးတော့ကိုရတဲ့ကအိမ်ရစားတာကသူတို့ကိုရလို့စားမကောင်းဘူးတဲ့ဟုတ်ပြီမှာပဲကိုသမားဆွေအောင်စားလို့ကောင်းအောင်ကိုရတဲ့ကပြုမြင်ပြီးတတ်တာကိုကိုရတရားအတွက်ဆိုအေးပါဆုံးကထုံအဲ့ဒီနောက်ရှာအဲ့ဒီနှစ်ခုနဲ့ကိုကအမျိုးမှန်ရင်ပြီးတဲ့ကိုရတဲ့တွေကသူများဖောက်ပြီးသားရောက်နေတော့ဝဲမတော့ဘူးတဲ့ကိုထုံကိုဖောက်တာတဲ့ အဲ့ဒီထောင်းဖောက်တာကကိုယ့်ရံမှာတိတ်စကားပြောတဲ့လူတော့ကြားဘူးခဲ့ဒါပေမဲ့ဘယ်လောက်တည်ရေးပါသလဲဆိုတာတော့အခုမှသိရတယ်ကိုယ့်ရတဲ့ကထုံးကိုမန္တလေးထုံးကိုကနေထုံးအင်ကြီးတိတ်30နဲ့ဝဲလာအိမ်မှာအခုဖာတာကိုဖောက်ဖောက်တယ်ဆိုတာကအဲစားလိုက်ရင်ပါဇက်ပေါက်မဲ့ပစ္စည်းဆက်စည်းတဲ့ပစ္စည်းကုန်အောင်ရင်းနေစေးထုတ်တာပေါ့နော်။ထုံးအိတဲကထုံးကိုအိုကြီးတစ်လုံးနဲ့ထက်ရင်းနှီးနဲ့ကြရကြိုက်ကြိုက်စုထက်ပြီးတော့မှွေပေး ထုံးထဲကပေါက်မဲ့တက်ကပေါ်တက်လာအရာသုံးပြည့်နောက်တစ်ချိန်ရင်းနှီးထွက်မှုပေါ်တက်လာရေသုံးပြည့်တောင်းငင်တော့ကစီရတယ်ပြီးမှအဲ့ဒီထုံးထဲကိုတချို့ကပဲစီတချို့ကလည်းစားတချို့ကလည်းကြောက်ချင်းတချို့ကလည်းနွမ်းတို့ပေါ့တချို့ကလည်းနှုတ်စီပေါ့တချို့ကလည်းပြီးလိုက်ရေထည့်ပြီးမှုပြီးတဲ့တကထုံးကိုဆင်းအောင်ဆေးပြီးတဲ့အချိန်ထဲထားတဲ့ပစ္စည်းကိုကိုရင်းရဆိုင်တွေကကို့လျှို့ဝှက်ချက်နဲ့ကိုလူသိမခံမဲ့ထားတယ်တဲ့ဒါစီးပွားရေးအတွက်လျှို့ဝှက်ချက်တဲ့အဲ့ဒီထုံးအဖအောင်ကောင်းတော့အဲ့ဒီကိုရင်းရဆွဲတဲ့သူကများတာပဲတဲ့ရောင်းကောင်းတာပဲတဲ့ ဲ့တော့အဲ့တော့ဘာဒီမြတ်ထဲ့ပေါက်တယ်လဲစဉ်းစားကြရပဲတော့ဒီလောက်ကြီးဆွဲတယ်ဆိုတော့ဒါစကားချက်ပါရှားစီးကလည်းအရေးကြီးတယ်တဲ့မန္တလေးကိုရတဲ့ကြိုက်တဲ့ရှားကဆင်မြူကျွန်းကထွက်တယ်ရှားရတယ်ဒီရှားစီးကကောင်းဆုံးနဲ့ပခုတ်ကူနဲ့မြိုင်ဘက်ကလည်းရတယ်အဲ့ဒီရှားကနည်းနည်းခါတယ်တက်တယ်နော်ရှားက၄တောင်တုံးနေအဲ့ဒါကိုရေနဲ့ဖြော်တဲ့ပြီးသူတို့ကိုအမဲရေတွေဆင်သွားတဲ့ဒီရေကိုတွန့်တုံပေးပြီးအကြိမ်ကြိမ်ထုံးစေးတယ်လို့ဈေးတာပဲကိုင်ရာပေးတဲ့အခါကျတော့ကိုင်ရာတဲ့က ကိုရရဲ့အကြီးသေးလိုက်ပြီးအဲ့ဒီကုန်းရမှာထုံမဲလောက်ထည့်တင်တယ်။ရှားပဲလောက်ထည့်တင်တယ်ဆိုတာချိန်ဆရတယ်ပေါ့။ဒါအရေးကြီးဆုံးပဲပြီးတော့ကို့ဖောက်တဲ့အကြိုက်လည်းမှတ်ထားရတယ်တဲ့။ထုံအနေအများရှားအနေအများဖောက်တဲ့အကြိုက်ထည့်ပေးတာ။ကိုရတဲ့အကြိုက်တဲ့ကုန်းကတော့တရားဥကကုနုဟာဟုတ်ဘူးတဲ့။ကိုညာကုန်းကလာတယ်လို့ထင်နဲ့ရန်ကုန်ကုန်းနဲ့ကုန်းကအယုတ်ရှိရှိတဲ့။စားတဲ့ကစားသူပါစက်တဲ့မယ်စီးစီးဝါးဝါရှိတဲ့တဲ့။ဖွဲမသွားဘူးစားလည်းမဆက်ဘူးတဲ့။ ကျောက်ဆယ်ကွန်းကဝါရင်ဖွဲနေတဲ့ပါဇက်ထက်လည်းအနှံ့ကျန်နေတဲ့ဗန်းတလေးကိုရန်ကုန်ကွန်းကမီးရထားနဲ့လာတာဖြစ်နေတော့တခါတရံရထားလမ်းကျိုးလို့လမ်းချော်လို့ကွန်းမရဘူးဆိုကွန်းရတဲ့ကမရယာကွန်းကျောက်ဆယ်ကွန်းနဲ့ဖောက်တဲ့ကိုထိရောက်တော့ဖောက်တဲ့ကသူတို့စားနေကြကွန်းမန်မဟုတ်တော့တိပြီးတိတ်မကြိုက်ဘူးတဲ့စားနေကြကိုပဲမျောတယ်တဲ့ရှိတော့ကတော့ကွန်းရဆိုင်ကရတဲ့ကွန်းကကွန်းရွက်တရွက်မှာထုံးကတဝက်ရှားကတဝက်တုတ်ပြီးရပြီးတာထုံးစံ ချိုဂရာကွန်ရဆိုင်လည်းဒီလိုပဲအမြဲတုပ်ပေးတာကိုကြီးလည်းလို့မစားတော့ဘူးတဲ့ကွန်တရာလုံးမှရှားကတစ်ဆက်တပြောက်ပဲထဲတာရှားအပြစ်ကွန်ရရဲ့တဝက်တည်းကြီးစားတဲ့သူကနဲနေပြီတဲ့ရှားမြတော့လည်းခါတယ်ဒါကြောင့်ကွန်ရဆိုင်ဒီဇိုင်းကဆိုရင်လျှက်တဲ့ပြည့်ရှားတစ်ဆက်ကွန်ရလို့တော့စိုက်ပုံကြီးတက်ရောက်နေတဲ့ကွန်စားသမားတွေကြိုက်တဲ့ကွန်ဒီကတာငူသည်တဲ့ဒါကတော့စာစုနဲ့အညီသားပဲတာငူကွန်ဒီကမှစားလိုက်ရင်စိတ်တောင်းလာတယ်မရီယာကွန်ကမူးတယ် ကွန်တီက1980နှစ်83လောက်ဒီတပိတ်သားကို32ကျပ်ပဲပေးရအခုတော့တယောက်ကဝယ်လို့ရတယ်တချမ်းအောင်ဒီချူကဘာကိစ္စဝယ်လဲမသိငွေစည်းချတာလဲပါလို့တပိတ်သား38ကျပ်ဒီပေးဝယ်ရတယ်ကိုနဲ့ထည့်တဲ့ဈေးကဗမာဈေးစေပေါ်လေးလေးရမှာထည့်တဲ့ရွက်ပြားဈေးပဲအဲ့ဒါလဲစာစိုးနဲ့ညီပါပဲအဲ့ဒီဗမာဈေးကိုအမှုန်ချေတဲ့ပြီးထည့်ပေးတာပေါ့ကိုရတဲ့များကလည်းဒါဒါမီတို့ခေတ်ပေါ်တော့ခုခေတ်ကတော့အဲ့လိုမဟုတ်ဘူးတော့ ဒီကလေးတမှုဘက်ကနေဝင်တဲ့အိန္ဒိယဈေးတွေမှာနဲ့ပါလို့အဲ့ဒီဈေးတွေကြောင့်ပဲဗဇံကန်စာတွေလည်းဖြစ်လိုက်ကြတာဤကစကားချက်ပါကိုရတဲ့တွေကသူတို့ဆိုင်လာစားနေကြဖောက်တဲ့တွေပြင်ထက်ကဧည့်တွေလာရင်အများကြီးရပါတယ်မန္တလေးမှာကုန်းတပိတ်သား30 72ကျန်တရောပြသူဆိုကုန်းကရွက်တိရွယ်ဟောင်းလဲတော့ကုန်းရှာပြီတပိတ်သား150ဈေးဒီကုန်းစင်းတဲ့ဟိုးထက်ချင်းပြည်နယ်တို့ကချင်းပြည်နယ်တို့ကြာကုန်းကတပိတ်သား100ဈေးလောက်ရှိတယ် ဲ့တော့တို့စီမဲကကွန်တရားကိုတစ်ချက်ပြီးနေကကွန်ကြိုက်တဲ့လူတွေမန်တလေးတာတွေကတရားဖို့တစ်ချက်ဖို့400 500ရတော့ဟာပေါ်တဲ့ဟေ့ဆိုတာဝယ်စားကြတယ်ကွန်ဒီနဲ့ဈေးဝယ်စားတဲ့သူတွေပြင်ဒီအိန္ဒိယပြည်ကလာတဲ့ကွန်မွေဖာလာလေးညင်းနဲ့စမုံစဘာထည့်စားတဲ့သူတွေလက်ရှိသေးတယ်အဲ့ဒီလူတွေကတော့ဟိုကွန်ရလို့တော့ပေါ့ပေါ့မစားရဘူးပေါ့။ဖာလာကတစ်ချက်သားကိုတက်စဲ၊လင်းကြီးကတစ်ချက်သား၊ခုနှစ်ချက်ဈေးရှိတာကိုထည့်ပေးရတဲ့ပစ္စည်းလိုက်တဲ့ပြီး တကြဘူး200တကြဘူး300တိုးဆုပ်ထားရောက်တာပေါ့အဲ့ဒါလို့ကိုင်းနေထဲတဲ့ပစ္စည်းတွေတမှုဘက်ကနေမှောက်ကိုဝင်တဲ့ကိုင်းဝေးစည်းဘူးတွေလည်းတော်တော်ကိုတွင်ကျဲတယ်အဲ့ဒီဈေးတွေကထည့်စားမိရင်မွေးတာလည်းတအားမွေးတယ်ဆွဲလည်းတိတ်ဆွဲတယ်တဲ့ Saffroni ပတ်တီဒါရလို့ဖတ်လိုက်ရနော်နံဖတ်350 special ဆိုတာကိုင်းသမားအတုံးဆုံးကိုင်းမွေးတဲ့ညစီရတာအဲ့ဒီဘူးလေးမြင်နေသေးတယ်ကိုင်း ကိုယ်နဲ့ပါစားနေကြပစ္စည်းများပြင်သူခင်တဲ့သူတွင်ကျဲလာတဲ့ပစ္စည်းတွေလည်းရှိတယ်။ဥပမာကျမတို့ငယ်ငယ်ကဆိုချွကရာကိုရဆိုင်မှာကိုယ်နဲ့ကိုပြုတ်ချောင်းလေးတွေအဲပြုတ်ချောင်းကဟင်းကြုံပေါ်လို့ဟာတဲ့ထည့်စားတယ်တဲ့ပူတယ်မွေးတယ်ပေါ့နော်နောက်တော့ကျွတ်ကပြုတ်စီဟာကျွတ်ကလိမ့်မော်ကွန်ထည့်စားတယ်ပြန်ပြန်ဟုတ်ကဲ့တော့ကတော့ကိုယ်စားတာလေးပွားတယ်ဒါကြောင့်လေးနိုင်အောင်ဆိုပြီးတော့ကိုယ်ရတဲ့တံမြားသေးကလေးတစ်ပတ်လှိထည့်စားကြသေးတယ်အခုတော့အခုတလောတော့ဂုံကားထည့်စားနေပြန်ပြီတဲ့ ဂုံကားဆိုတာကပထမပခုတ်ကူဘက်ကစားစားတယ်1985 86မန္တလေးမှာမတော့လာသေးဘူးအခုတော့လဲဆိုင်တဲ့ကဂုံကားထားပြီးတော့ကွန်ရတယ်ထည့်ပေးကြတယ်ဂုံကားကလည်းဗျာစည်းဆိုင်တွေကဓာတ်နဲ့ပါပါခုတ်ဆင်းနေပြီး plastic အိမ်နဲ့တိတ်တစ်ချက်ပေါ့အလွယ်တွေရောင်းပေးတယ်ဂုံကားဆိုတာကတစ်ပင်ရဲ့တင်းမြေရှည်ရှည်ကြီးဓာတ်နဲ့ခုတ်ဆင်းထားတာသူ့အရာသားကတိတ်ခါတယ်ကွန်ကိုအဲ့ဒါလိုတန်မှန်စားစားနေကြသူတွေအပြင်ကွန်ကိုရွှေဆိုင်ငွေဆိုင် ရွှေရင်ငွေတွေထည့်ပြီးတခန်းတနာစားတဲ့တထေးစား900ပုံစံနဲ့ပေါ့နေသေးတယ်။အဲ့ဒီရွှေရင်ငွေတွေပါတဲ့900ကစီးနဲ့အကောင်းဆုံးဆိုရွှေပါ130၊ငွေပိုင်106ကျပ်။အင်းအချို့900ကရွှေပိုင်8ကျပ်၊ငွေပိုင်6ကျပ်တယ်မလို့။30တန်း900ရောင်းတဲ့ဆိုင်ကဆိုင်ဘုတ်ကိုဖတ်ကြည့်ရအောင်။ဆက်ကြာမှရရှိနိုင်သော special 900များ1 6စီရှယ်ဇုံအမွေရှယ်ဇုံအထုရွှေ900 130 ရှင်စေစေဆုံးအာမွေးရှေတုံးအထုမွေကွန်းရတရား6ချက်စေထုအာမွေးရှေအထုမွေကွန်းရတရား4ချက်စေထုအာမွေးရှေငွေကွန်းရတရား3ချက်စေထုအာမွေးရှေရိုးရိုးတရား3ချက်စေစပယ်ရှေဘာလာရိုးရိုးတရား150စေစပယ်ရှေရိုးရိုးတရား35ပြစေဘာလာရိုးရိုးတရား35ပြစေရိုးရိုးတရား25ပြအချူရေကန်နှက်ရိုးရိုးတရားပြန်90အချူဖာလာရိုးရိုးတရား65ပြား အချို့စပယ်ရှယ်တရားတစ်ချက်အချို့အထူးစပယ်ရှယ်တရားနှစ်ချက်အချို့အထူးငွေကုန်ရတရား6ချက်အချို့အထူးငွေကုန်ရတရား8ချက်အချို့ရေခဲစိန်တရားပြန်90စပယ်ရှယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်အထူးစပယ်ရှယ်ရွှေကုန်ရ30ခင်မမင်မနောင်လဲလာပါယေရှုတင်ပါသည်အဲ့ဒီခေအဲ့ဒီအထဲကစီးရှယ်ဆုံးဆိုတာက စီစပယ်ရှယ်အမျိုးစုံကိုအတူကရေးတာပေါ့နော်အောင်မွေးရှယ်ဆုံးဆိုတာကလည်းအောင်မွေးစပယ်ရှယ်အမျိုးစုံလို့ဆိုလိုတာတဲ့အဲ့ဒီစပယ်ရှယ်အမျိုးစုံကြီးကအားလုံးကအိန္ဒိယကဝင်လာကြည့်ပဲတပုတ်ကိုအဲတက်ဆယ်10ဂရမ်တပုတ်ဆို80 80တရာတိမျိုးမျိုးရှိတယ်အဲ့ဒါလေးဝယ်ထားအောင်ထည့်ပေးတဲ့စပယ်ရှယ်900ပေါ့လေ900ထဲမှာရွှေအဆင့်ငွေအဆင့်အဲဒါအဲ့ဒါတော့အပြားခတ်ထားတာလေးဖဲ့တယ်ပြီးကုန်းပြင်တော့ထည့်ပေးတာ ဲ့ဒါထည့်စားရင်ကွန်စားတဲ့သူကအသေးအေးတယ်ကွန်ကြောင့်ဖြစ်ပေါ်နိုင်တဲ့အန်ရယ်ကင်းလို့ဆိုသူတို့အားကြောင့်ဒီခေကြီးမှာဒါမှတုံနိုင်ဖြုံနိုင်တဲ့သူတွေကအဲ့ဒီကွန်တရာတန်30ရှစ်ကြတန်နေဝယ်စားတာဖြစ်ပါတဲ့ရေခဲစိန်ကွန်ရဆိုတာကတော့ရာပိတာကွန်ရကိုပလတ်စတိတ်နဲ့ထည့်တယ်ပြီးရေခဲဘူးထဲမှာရေခဲတွေနဲ့ထည့်ပြီးတော့ရောင်နာစားလိုက်ရင်အေးနေတဲ့ကွန်ရပေါ့ဒီကြောင့်ဆောင်းမရေးမယ်လို့တော့မာကတ်တရာလမ်းပေါ်ကကွန်သွေးကွန်ွက်တွေကကွန်ကလေးတစ်မြုံမြုံဝိုင်းနဲ့ကွန်သွေးတစ်ပြက်ပြက် ထွေးသွားတဲ့ကားဇီယာဆိုင်ကားဇီယာလမ်းသွားလမ်းလာတွေပုံပုံပြီးတတိပြုမြဲကျမတို့စီမှာကွန်းစားနေကြတာတော့ကျမကြီးကိုထိခိုက်နာတော့တဲ့အတိုင်းတာကိုရောက်နေကြတာအမှန်ပဲဒီသူကျမကြီးကိုလေးထားသူတိုင်းကဒါကိုတတိပြုကြရမှာဖြစ်တယ်လာမဲ့တက်ကြရင်2000မှာအလုံးကျမရမယ်ဆိုတဲ့ဆောင်ပုဂ္ဂိုလ်ကန်ပြီးတော့ပြည်သူကျမကြီးကိုဝိုင်းဝန်းဆောင်ရွက်နေတဲ့ကမ္ဘာကျမကြီးအဖွဲ့ကြီးကလူတွေကဆက်လက်စေတံတောက်တာရှူတာရှော့ဖို့အရင် ရက်ဆိုင်ကြဖို့အပြင်းထန်လုံးစွာစီးယုံနဲ့စီးငွေကြောင့်အဆောက်ကန်စာအဆောက်ပွားနာဘန်းနာရင်ကျနှလုံးရောဂါဖြစ်ပြီးတရသူကတနည်းမှာလူတက်တန်းခွဲရှိတယ်လို့ဖော်ထုတ်နေတယ်။ဒီဘွယ်ကြီးကဆက်လိစေးတန်းတောက်တယ်ရှူတယ်အကျဉ်ဆွဲနေတာချက်မိကိုမထွက်စေဘဲနဲ့စိတ်ကုံစေးစားတဲ့သူရဲ့အန္တရာယ်ကပိုးဆိုးသွားတယ်လို့တခါထောက်ပြနေပြန်ပြီ။စင်းငုံစေးွားတဲ့သူတွေကအိန္ဒိယရဲ့ပါကစ္စတန်မှာဆိုလူသန်းတရာတဲ့မနေဘူးတယ်။ကျမတို့စီမဲ့ကွန်းစားပါတယ်ဆိုတဲ့သူတွေကတကယ်တော့လေ စီးဝါနေရတာပဲဒါကိုခွဲပြီးတည်ရပါဘောဒီရက်ကိုတန်းတရားပြင်နောက်တိုးဖြစ်နေတဲ့တွေ့ရမှာဖြစ်တယ်။ကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီးကစီးကုံစီးဝါတဲ့ကိစ္စကိုအစိုးရတွေအနေနဲ့ဒီဒီကိစ္စဟာဆက်လီတောက်တာလို့မကြီးထွားခင်မှာစောစောစီစီကြိုတင်ပိတ်ပင်တားဆီးပေးပါလို့ပြစ်တာရက်ခံတယ်။အကျွန်တော်ဘက်ကလည်းမောင်ကူလန်းကဝင်တဲ့ကွန်စာစီအမွေမျိုးမျိုးကမူရစီဝါလို့ပဲလူလူအန်ရပေးတယ်မြန်မာလူမျိုးတွေကစိနေကုန်နေများကြီးစားတာဟာကျန်းမာရေးကို ိတ်ကိုထိခိုက်ပျက်စီးစေတယ်ဆိုတာကိုပြင်ကြပေးပြီးဒီချင်းကို short ကြဖို့ဖြတ်ကြဖို့စီယုံလုံးဆောင်တင်ပါပြီအမေမာဒီစာကို1988ခုနှစ်ဩဂတ်လမှာရေးခဲ့တာပါဘာလို့အဲ့ကျစောပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒါမဂဇင်းကိုပို့ရတာပန်းဝေဒီမှာပါတဲ့ဟာဆိုတော့အဲ့တော့1988ခုနှစ်ထဲမှာရေးခဲ့တာဖြစ်တယ်အခုပူတော်ကကုန်းစားတာပူဆိုးနေကြတယ်ပုံပြီးတော့ဗဆောင်ကန်စာတွေလက်ဖြစ်လိုက်ကြတာမှတအားပဲပေါ့နော်ဒါကြောင့် တူတာတို့ဒီဓမ္မဘတ်တော်ကားတွေကွန်ဆာတဲ့အလေးချင်းများရှိတယ်ဆိုရင်တော့ဖြတ်ကြပါကွန်ဆာတာကနောက်ဆက်တွဲပေါ့နော်စီချိုအစီချိုယောဂတဲသွားနိုင်ပါတယ်ဒါတော့တစ်ချိန်လုံးကွန်ဆာနေရတဲ့အတွက်လေပွားဘိုက်ကဲရင်ကဲအလိုစားမစားခြင်းနောက်တစ်ခါတချို့ကြည်ရကြတော့ကွန်းကိုပါလဲနှက်စည်းဆိုတာထည့်စားကြတာပေါ့နော်နှက်စည်းဆိုတာဒီရက်နဲ့စိန်ထားတာပေါ့စီရွက်ကြီးကိုရက်တက်စိန်တာသူတို့ကအကျဉ်းအမြင်အဲ့လိုပဲတည်ပါတယ်ပေါ့နော်ဆိုတော့ ဘာမှမထူးဘူးပေါ့နော်ကွန်းစားတယ်ဆိုတာအရက်ကိုကတခါတည်းတူတူတွဲတော့အဲ့လိုနှက်စေးစားတဲ့သူတွေကတွဲတော့ရတာနဲ့မြန်တူနေမလားပေါ့နော်နောက်ဈေးပဲကြီးကလည်းဘာပဲဖြစ်ဖြစ်ဈေးတောက်တာနဲ့အတူတူပဲပေါ့နော်ဆိုတော့ကွန်းကွန်းစားတာဟာอืมซีตอกตาว่าอย่าตอกตาว่าแต่คราวนี้เนี่ยต้วยไปไอ้เราต้องเปียงลงแต่คราวนี้ทางผิดตัวได้หลูชินน่ะเว้ยสรุปปะสันเลยกุมมาเลยกูคันหน้าด้วยแหละอโจไม่ใช่ดูปะเนาะดี ကွန်စားတာပြီးတော့ညစ်ကလည်းညစ်ပတ်သေးတယ်နော်ဟိုဟိုထွေးဒီထွေးတချို့များဆိုဟိုရေတံပူးလေးတွေဆောင်းထားပြီးထွေးတာပဲဒါပေမဲ့အဲ့အဲ့လိုတူတူထွေးတဲ့ဟာမြင်ရပြီဆိုရင်အော်ဂလီတောင်ဆမ်းမိရပေါ့နော်သူတို့တော့ဆမ်းမဆမ်းမသိဘူးပေါ့ဆိုတော့ဟိုမလမပါလဲဖြစ်တယ်ပေါ့နော်နောက်အမ်ကျမကြီးနဲ့ဒီကတော့ကျမကြီးနဲ့မညီရတော့လှတာမလာတာယွန်စရာကောင်းတာအသာတာကျမကြီးနဲ့လုံးဝမညီဘူးဆိုတော့ဒီ Facebook တွေကိုစားတာရှောင်တယ်လို့ပဲပေါ့နော်ဒီ ခွန်ရဆိုတဲ့အလွယ်လေးရလို့ဝါနေကြတာပေါ့ဒီအဒါလေးကိုရှောင်ကြပါအောင်လို့တိုက်တွန်းချင်ပါတယ်လို့အဲ့တော့အစပီအနေနဲ့လည်းမစားပါနဲ့ပေါ့နော်ဟိုခွန်စားတာလူအစက်နေတာလှတယ်လို့မခံစားရပါဘူးပေါ့နော်ကျဉ်ကျဉ်နဲ့နဲ့တောင်ဖြစ်သွားတယ်လို့ခံစားရစားကြပါနဲ့လို့မတင်စားပါမမအောင်ပါကူဖိုက်မညိုပြား cô này cô nhà bằng dễ nhiều cô nhà bằng để trang sửa nhau để tự đào là phải cho rằng đi đáng bạc cũng được các cái nam love I love has à để hà ta 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 người đi về phía nhà mình thì ai đó ta ta đi về khỏi lại đâu mấy à bây giờ mà ông má xem xem các cái đứa nam má mẹ nào má mẹ nào cho má chơi hoa nước sẽ cô suy nhang cô suy đá mà tiền giả má má với má số rồi WS mẹ away အာနောက်ပြီးတော့မမဝ77 75 9 5 9 7 7ဥတထောင်မှု300မစားပါနဲ့ဆိုတထောင်မှု300တော့တထောင်မှု300ဆိုနှစ်မျိုးစာကြီးပါရောကိုရှင်ညာခောင်းလိုက်တာခောင်းလိုက်တာခောင်းလိုက်တာကာတူနဲ့အာတာတူတာတူတာတူနွယ်ချိုနဲ့မစားပါနဲ့မမအောင်နာအောင်ပါဆွဲနယ်ချိုလည်းမစားနဲ့စေကနဲ့လည်းမစားနဲ့ဟုတ်တယ်ဟုတ်တယ်စေကနဲ့ဆိုတာစီစီဟုတ်တယ်အဲ့ဒါကြားဘူးလေ live တဲ့ mc 妈妈，我过去娘妹户，哎呦，嘿，妈妈，我买个木杆娃，我们啥玩的说，托空托，妈妈去妈去这里，妈去爸爸托，妈去爸爸去，妈妈我这边这边蛮牛逼啊，嗯，啥子呢？啥玩意儿？酷啥嘞？过去娘。အစားငယ်ပြီးတော့ဆန္ဒဖဲတည်ဈေးတယ်ရေလေးတည်းထပ်မရဘူးလေကိုရှင် တရမောကဖိုင်အဲလီဆိုကိုရှိတာပါနှုတ်ဆက်မာဂျူလိုင်းဟန်နီမာဂျူလိုင်းမောမောကဖိုင်ကိုဆိုကိုဖီနစ်ဆာပါမှာကိုပါဆိုတော့တော်တော်မောကိုမိုးချိုမမိုးချိုလာကိုမိုးချိုလာမနော်ကိုထိုက်ကကိုမင်းချူလိုင်းကိုထိုက်ကခင်းရဲ့ဒီတကတာခင်းမှာပါလိုက်ဟွန်းတော့ပြည့်လေးတော့ပြည့်လေးဆိုဤမူပါနှုတ်ဆက်မဲဟူကိုဖိုင်ကိုဖိုင်ကိုမင်းချူလိုင်းမမမင်းယိုယိုမာခေတရီမမအေအမ် um ဥဒနာငွေကိုဒနာငွေကိုရောင်နေကိုရေချိုးပဲဒီနေ့ကဒီနေ့ကမမေမက်နင်းစီမမနင်းစီပြီးတော့မမ rose rose အာမ brave rose အာမ rosa jona မညူပြမညူပြမနင်းစီမနှွေနှွေကိုဖိုက်ကိုဖုံကိုစမတ်ကိုဖုံမတွေ့သေးဘူးနော်ကိုဖုံကုန်းစားတဲ့အကြောင်းမရေးသေးဘူးကိုဥဒနာငွေကိုဒနာငွေဟိုခိုတိုက်ကမကိုပါဆိုမဲဟုအာဒနီလီယွန်တန်တန် 哦，哈西亚，哈西亚，哈西亚，老板嘛，那 I love 哈西亚。OK OK，妈妈读着咋着？妈妈读着纳入读盘呢啊！因为头底下也当然在打比方，比方那，阿拉外头说，库拉有亚木，库拉亚米，库拉亚米，嗯，库拉亚米，奥德曼纽比亚。 အာမတင်ဆောင်မှာဥတ္တရာမျိုးကိုလည်းတော့ဝန်နွေစင်မဆန်ဝန်နွေစင်မဆန်နေတယ်ဟိုတွေဒီမဲမကောင်းလို့လားမသိဘူးเนาะအမ်ဟုတ်တယ်တပင်းမြင့်ဖုတ်ကြိုက်တယ်တပင်းမြင့်ကြိုက်တယ်ပြောက်စားလည်းကြိုက်တယ်ဟိုကသူကရင်းနေနေပြည့်နေတယ်သူတရာဆိုရင်ရင်းပြည့်တဲ့ဒီစားဟလားဟုတ်တယ်ကုန်းဖြတ်ရမှာမာနီ ကုန်းဖြတ်ပါကုန်းဖြတ်ပါကုန်းစားပါနဲ့อืมမန်နွေစင်မဆန်နေလေးမတွေ့ဘူးရဘယ်လိုလုပ်ကြအပြီးတော့ တွေ့ရသူထပ်ပြောအောင်ခူလီပြောမလို့ဆိုမိသားအော်မမဇော်လင်းထက်အမမမနန်းရွယ်ဦးအာပါတီတီတီမေမေရောလည်းမတွေ့တီတီမေမေဝင်လည်းမတွေ့အာရီယမူလည်းမတွေ့တီတီဦးလည်းမတွေ့ဒါပေခါချာတော့ခါချာတော့อืมဘယ်သူရေမတွေ့တရားလဲကဘောင်းကဘောင်းအင်းမကြိုက်နဲ့အကုန်စားနဲ့ အဲ့တော့အားလုံးပဲတရအောင်တော့သူလာလေးပေါ်နေမြတ်စတိပါ